အားလုံးပဲမင်္ဂလာပါရှင် Freedom for Future YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့လေးမှာတော့ဆရာမင်းသိခရဲ့ဘဝဝင်ကပါအပိုင်းနှစ်ကိုဆက်လက်ဖတ်ပြတင်ဆက်ပေးပါမယ်ရှင်နားဆင်ခံစားပေးပါအောင်ရှင်ဝါဆိုပန်းခူးထွက်ခြင်း ဟန်တာနိုင်စကူညာကျောင်းလေးကိုနေကျောင်းမှကျောင်းသားတူဦးထပ်၍တိုးလာ၏သူဤအမိမာမောင်ကျော်ခေါင်ဟူ၍ဖြစ်၏၎င်းမောင်ကျော်ခေါင်သည်လည်းညာကျောင်းသို့ရောက်သောအခါ၌ကျော်ခေါင်ဟူ၍မိသူများမခေါ်ကြတော့ဘဲကြောင်ခေါ်ဟူ၍အမိပြောင်းသွားရရှာလေ၏တနေ့တနိုင်ဆရာဦးတန်းပါသည်ကျောင်းပိတ်ရက်နှင့်ကြုံသောကြောင့်တပည့်အချို့ကိုခေါ်၍ထုံမျိုးရှိပေါ်တော်မူဖျားစီတို့ ပြောပွဲစားသွားရန်စီစဉ်ခဲ့လေ BOC ကိုစလေခေါ်အောင်လင်းသည်ပြောပွဲစားတွင်မိဖို့ကိုစီမံရလေ၏ချက်ခိုးသည်ထမင်းဟင်းချက်ရီးပြုတ်ရီးကိုတာဝန်ယူရ၏မထားမြိုင်သည်ဈေးဝယ်ရလေ၏ကြောခေါင်မှာလက်ဖက်ရည်ဖြော်ရလေ၏မြဖီမှာထမင်းဟင်းများထည့်စားရန်အတွက်ဖက်များခူးသောတာဝန်ကိုယူရလေ၏ ကျန်သောចောင်းသားများမှပန်းခူးရန်အတွက် တကြူများကိုစီစဉ်ရလိမ့်။ဆရာဦးတန်းပါသည်မြင်းလှဲများငားကပေါ်တော်မူဖျားစီတို့ထွက်ခဲ့ကြလိမ့်။ပေါ်တော်မူဖျားဆိုသည်မှာလဲ9000ပြည့်ဇီဒီလေးမျှသာဖြစ်၏။မြေကမ်းပေါ်တွင်တည်ထားသောဇီဒီကလေးလည်းဖြစ်၏။ပေါ်တော်မူဖျား၏နောက်ဘက်တွင်တောအုပ်ကလေးရှိ၏။ထိုတောအုပ်ထဲတွင်တောပန်းများစီစီဟီဟီပေါက်ရောက်လျက်ရှိ၏။ ၎င်းတို့အားလုံးပေါ်တော်မူဖျားသူရောက်လျင်ဇေယျကလေးကို ရှင်းလင်း၍နေရာချထားကြလိမ့်ဤကြက်ခိုးသည်ပျော်ပွဲစားထွက်ရင်ဆရာဦးတန်းပါအနေနှင့်တစုံတစ်ခုတင် जा ပြသလိုပါကတင် जा ပြသနိုင်ရန်အတွက်ဘလက်ဘုတ်ခေါ်တင်ပုံးတစ်ချက်နှင့်မြေဖြူတို့ကိုပါမြင်းလှဲဖြင့်တင်၍လာခဲ့လိမ့်ဤထို့ကြောင့်မြဖီကကြက်ခိုးရဲ့မိဟာတော်တော်ခက်တဲ့ကောင်းမဲဒီနေ့ဝါဆိုလာပြင်းနေကွာ ပြောပွဲစားမယ်ဝါစုပန်းခုံးမယ်ဆိုတာမင်းလည်းသိပါလျက်နဲ့စာတင်ဖို့တင်မုန်းကြီးကိုတင်ပြီးယူလာတယ်။ဆရာဦးတန်းဘကဒီနေ့ဘာမှတင်မှာမဟုတ်ဘူးဟုပြောရာချက်ခိုးကဟစ်ကောင်မြဖေဖဲတိုင်းဆရာဆိုတာဟောလီဒေးမရှိဘူးကွာသူ့စိတ်ထဲမှာတင်ချိန်စိတ်ပေါ်လာရင်တင်တာပဲအဲ့ဒီလိုတင်ရင်မင်းတို့ငါတို့ပို့ပြီးတက်တာပေါ့ကွာပြီးတော့လဲတဲတာကငါပါကွာမင်းကဘာဖြစ်လို့ကန့်ကွက်နေရတာလဲဟုပြန်၍ပြောလိမ့်၏ ထို့အခါမထားမြန်ကရဖီနင်ချက်ခိုးကိုသွားမပြောနဲ့သူကတအားကြိုးစားတာသူ့အိမ်သွားကြည့်ပါလားဆရာဦးတန်းပါပြောတဲ့စကားတွေကိုစာရွက်တွေမှာရေးပြီးရှောက်ကတ်ထားတာမွားနေတာပဲတချို့အကြောင်းအရာတွေဆိုရင်ထင်းရှူပြားမှာတင်မောစင်းနဲ့ရေးပြီးအသေးတောင်ရိုက်ထားသေးတယ်ဟု ဝင်၍ပြောလိမ့်ဤထိုအခါ၌ချက်ခိုးကကဲကဲစကရေလူနေရင်အလုံးငတ်ကုန်မယ်ငါသွားပြီးချက်အောင်မယ်ဟုပြောကာ ဖုခနောက်များလို့၍မီးမွေးနေသော အောင်လင်းစီသို့သွားလိမ့်၏မထားမြိုင်လဲနောက်မှလိုက်သွား၍ဟဲ့နေကြပါအောင်ဈေးဖိုးပဆန်ပို့နေတယ်ဟဲ့ဘသူကိုအဲ့ရမှာလဲဟုမေးရာချက်ခိုးကဦးတန်ပါရဲ့เจ้าကဗနာရေးတာဝန်ခံက BOC လေးနင်သူ့အလိုက်ပေါ်ဟုဆိုသဖြင့်မထားမြိုင်နဲ့ဈေးစရင်နဲ့ပုံငွေကို အောင်လင်းအားအလိဤချက်ခိုးသည်စက်သားနှင့်ဘူးတိဟင်္ကာချက်ဤ ငပိရေတို့စရာစီမံ၏။ထမင်းကိုလည်းရေခမ်းချက်၏။ကြောခေါင်းသည်အိုးကြီးတလုံးတွင်လက်ဖက်ရည်အချိုချောင်းများနှင့်အကျန်းချောင်းများကိုယောကာလက်ဖက်ချောင်းနှက်လေ၏။ကလမချင်းဆွဲနှုတ်စီဘူးများကိုဖောက်၏။နေလေတို့ရောက်လျင်လက်ဖက်ရည်ဖြောတိုက်ရန်အတွက်အစင်သင့်ပြင်ဆင်နေပြီဖြစ်၏။ ထိုချိန်၌မှာပင် နေချောင်းသားများသည်ပျော်ပွဲစားထွက်သည့်ဥတန်းပနိုင်စကူးတည်င်းကိုရသဖြင့်စပိန်များဖြင့်လိုက်၍လာကြလေတော့၏။ချက်ခိုးသမီးဟင်းချက်နေစဉ်အတွင်း၌ចောင်းသားများသည် ပေါ်တော်မူစိတ်တွင်ဆင်း၍ရီကူးကြလေ၏။မထားမြိုင်နှင့်နေချောင်းသားចောင်းသူအချို့မှာဝါဆိုပန်းခူးရန်တောတွင်းသို့ဝင်သွားကြပြီးဖြစ်၏။ကျော်ခေါင်နှင့်ចောင်းသားအချို့သည် မေတလီများသည်ကတချင်းများဆိုကား နောက်မှလိုက်၍သွားကြလေ၏တော်ပန်းများတွေ့တော့အခါ၌မထားမြိုင်သည်ပန်းခူရင်စုံတော်မြိုင်တခြင်းကိုဆို၏ကြောခေါင်ကမေတလီနှင့်လိုက်၍တီးပေ၏ထိုတခြင်းဤတနေရာတွင် အဖို့မပါနိုင်ဆိုသောစာသားပါ၏ထိုစာသားကို မထားမြိုင်ဆိုသောအခါ၌ကြောခေါင်ကအဖို့ပါပါတယ်ကြောခေါင်တယောက်လုံးရှိနေတာပဲဟုပြော၍ရီလေ၏မထားမြိုင် က တချင်းဆိုရင်မျက်စောင်းထုတ်လိုက်၏ထိုအခါနေချောင်းသားတန်းဖေကညဖေမြိုင်ထဆိုတာအဲ့ဒါပြောတာကွမြိုင်ထဲမှာထနေတာလीဟုညဖေကိုလှမ်း၍ပြောလိုက်သည်မထားမြိုင်ကနင့်ကိုဆရာနဲ့တိုင်မယ်ဟု ပြောလိုက်လေ၏တိုင်ချင်းတိုင်လीနင့်ကိုပြောတာမှမဟုတ်ပဲဒီတော့ဟာမြိုင်မဲတောပန်းတွေ အစီထနေတာနင်မတွေ့ဘူးလားငါပြောတာကဒါပြောတာ နင်းတကယ်တန်ရမှာငါ့အောင်မဟုတ်ဘူးကျော်ခန့်ကိုတန်ရမှာနင်းတချင်းဆိုတာကိုလိုက်ပြီးဟီးတက်တက်လုံနေတာဒီကောင်မဟုတ်ဘူးလားမြဖေဟုပြောရာမြဖေကစက်သေးတွင် ဝင်းကြီးများစကားပြောတဲ့ကဲ့သို့အာလုတ်တန်ကြီးဖြင့်ဟုတ်ပါဟုတ်ပါဟုပြန်၍ဖြေလိုက်လေရာကြံသောចောင်းသားများကလက်ခုပ်လဝါတီးကြလိဤဒီចောင်းသားတဦးကမူတန်းဖေနဲ့မြဖေចောင်းဖတ်ပါကွာចောင်းလဲတက်မနေကြပါနဲ့တော့ ဇက်ထဲလိုက်ပြီးလူရွှင်တော်လုံးကြပါတော့ဟုပြောလိမ့်ဤသမင်းစားချိန်လောက်တွင် မထားမြိုင်တို့မင်းကလေးအုပ်စုမှပန်းခူပြီးသွားကြပြီးဖြစ်ဤထို့ကြောင့်ပန်းများတပွိတပိုက်ကြီးနှင့်ပြန်လာကြပြီးဖြစ်ဤမောင်ကျော်ခေါင်တို့လူစုလည်းနောက်မှလိုက်ပါလာပြီးဖြစ်ဤမြဖေသည်ဖက်များခူလာဤပေါ်တော်မူဖျားဤဇရက်ပေါ်သို့ရောက်သောအခါ၌ဖက်များပေါ်တွင်သမင်းများပုံကကြက်ခိုးကဟင်းများလိုက်ထည့်ပေး၏ ငြိမ်ရှက်စွာစားတော့ကြလိမ့်ဤတယောက်နေတယောက်နောက်ပြောင်ကြလိမ့်ဤသမင်းစားပြီးသောအခါ၌ကြောက်ဖယုံယိုများမြေဘဲစားလော်များရေနွေးချမ်းများစားတော့ကြရပြန်ဤထို့သို့စားတော့နေစဉ်၌မှာပင်မောင်ကျော်ခေါင်ကတီးတမောအရေးတွေအောက်မှာအိတ်ကြအောင်ဓမယုံကဖြာချမ်းတွေငှားလာတယ်တစ်ပင်ရိတ်အောက်တွေမှာလည်းအိတ်လို့ရတာပဲအိယာကနိုးရင်တော့တဖြည့်တောက်ရမယ်ဟုပြောလိမ့်ဤထို့ခါ၌ဆရာဦးတန်းပါက ိတ်ချင်တဲ့လူလဲအိတ်ပေါ့ကွာစူကြီးတော်မအိတ်ခိုင်းပါနဲ့မင်းအိတ်ချင်နေပြီမို့လားမောင်ကျော်ခေါင်ဟုပြောလိုက်ရာចောင်းသားများကဝိုင်း၍ရီကြလိမ့်ဤကျွန်တော်ကဒါတော့မဟုတ်ဘူးဆရာရဲ့ BOC ကငိုက်နေပြီညကလည်းဒီကောင်တညာလုံးမအိတ်ဘူးခိုးဖို့စရင်တွေတွက်နေရတယ်ဟုပြန်၍ပြောလိုက်လျင်ចောင်းသားចောင်းသူအလုံးဝိုင်း၍လက်ခုပ်တီးကြလိမ့်ဤ BOC သည်တစုံတရာပြန်၍မပြောနိုင်မဲခေါင်းငုံ၍သာခံနေရလိမ့်ဤ ထိုခါ၌ဆရာဦးတန်းဘာကကြက်ခိုးယူလာသောတင်မုံကိုထောင်ခိုင်းပြီးလျင်အခုဆရာပြောမယ့်စကားဟာမင်းတို့အခုတင်နေတဲ့ចောင်းတင်ခန်းစာနဲ့ဘာမှမဆိုင်ပါဘူးကွာဆရာပြောချင်တဲ့စကားကကိန်းကနန်းတွေရဲ့နောက်မှာတည်ရှိနေတဲ့ဖြူဝဲဆွမ်းအားတွေအကြောင်းပြောချင်လို့ပါ The secret power of number လို့ဆိုရမှာပေါ့ကွာအဲ့ဒါကိုဆရာလိလာလာတာနှစ်ကိုအတော်ကြာပြီကွာ အခုအချိန်လေးရတော့ဗဟုတုတအဖြစ်နဲ့မင်းတို့ကို ရှင်းပြမှာပါစိတ်ဝင်စားတဲ့လူနားထောင်ပါစိတ်မဝင်စားတဲ့လူအိတ်ခွင့်ရှိပါတယ်ဟု ပြောလိုက်လျင်ကျောင်းသူကျောင်းသားများအားလုံးကနားထောင်ပါမယ်ဆရာဟုဝိုင်း၍ဩကြလိဤထိုခါ၌ဆရာဦးတန်းပါကကနန်းတင်ချာလို့ခေါ်တဲ့နံပါတ်တွေဟာတက်ရှိတက်မဲ့အားလုံးကိုလွှမ်းမိုးနေတယ်လို့ဆရာယုံကြည်တယ်ဒါနဲ့ပတ်သက်လို့ကဘာပေါ်မှာအလွန်ကြော်ကြားတဲ့လက္ခဏာဆရာကြီးကင်ရိုဟာ ကနန်းပေတင်လို့အမိပေးထားတဲ့ကျန်းစာအုပ်နှစ်အုပ်ထုတ်ဖူးတယ်။ဒီပညာရပ်ကို numerology လို့ခေါ်တယ်ဟု စကားဆလိုက်ရင်းချက်ခိုးကကျွန်တော်အလွန်စိတ်ဝင်စားတဲ့ဆရာရဲ့ကြားလဲကြဘူးပါတယ်။အဲ့ဒီပညာတတ်တဲ့လူတစ်ယောက်ကကျွန်တော်ကိုကိုကနန်းသမားလို့ပြောသွားတယ်ဟု ပြောလိုက်ရင်း BOC ကချက်ခိုး stop ဟု၍ထား၍អော်လိုက်လျာကြံတော့ចောင်းသားចောင်းသူများက ဝေါ်ခနေဝိုင်း၍ရီကြလိ၏ထိုခါ၌ဆရာဦးတန်းပါကနိစံပါအောင်ချက်ကိုရမင်းကိုကိုကနန်းသမားလို့အဲ့ဒီလူကပြောသွားရအောင်မင်းရဲ့အင်္ဂလိပ်မွေးတက်ကြွအပြည့်စုံဟာဘလို့လဲပြောပြစမ်းပါအောင်ဟုမေးလိုက်လိ၏ထိုခါချက်ခိုးသည်လက်ပိုက်၍မတက်ရက်လိုက်ပြီးလျင်1935ကိုလပိုင်းကိုရက်တနင်္လာသားပါဆရာဟုပြန်၍ဖြေလိ၏ numerology လို့ခေါ်တဲ့ကဏန်းပေတင်ကိုစဉ်းစားတဲ့အခါမှာမိသားကအသိအရေးမကြီးဘူးကဏန်းတွေကိုပဲအဓိကစဉ်းစားရမယ်မင်းဟာကိုယ့်ရဲ့နှစ်မွေးတယ်ဆိုတော့မင်းကိုကိုကဏန်းသမားလို့ပြောတာမှားတယ်လို့မဆိုနိုင်ပါဘူးဒါပေမဲ့မွေးခုရောမွေးလရောမွေးရက်ရောကိုကြည့်လိုက်ရင်ကိုကဏန်းဟာ သုံးလုံးအောင်ပါနေတယ်အဲ့ဒီလိုကိန်းစင်မှာ ကိုကဏန်းတစ်လုံးပါတဲ့လူကိုကဏန်းနှလုံးပါတဲ့လူကိုကဏန်းသုံးလုံးပါတဲ့လူ ကိုကနန် သုံးလုံးထပ်ပို့ပြီးပါတဲ့လူရဲလို့မျိုးစာကွဲသွားမယ်။အခုဆိုမင်းဟာ ကိုကနန်သမားဆိုပေမဲ့ရိုးရိုးကိုကနန်သမားမဟုတ်တော့ဘူး။ကိုကနန်သုံးလုံးပိုင်ရှင်ဖြစ်နေပြီးမောင်ချက်ခိုးရီခုရှီလျားစွာ ပြောလိ။ထို့အခါမောင်ချက်ခိုးကကိုကနန်သုံးလုံးပိုင်ရှင်ဖြစ်တော့ဘလို့ဖြစ်တယ်လဲဆရာရဲ့ခုမေးလိုက်ရာဆရာဦးတန်ဘကဒီကနန်တွဲဟာစိတ်သက်အားကောင်းတဲ့ကနန်တွဲပဲကွာ။ အံ့ဩလောက်အောင်ဇွဲကောင်းတက်တယ်။ညံရင်ညံသွေးကိုဒီလောက်ကောင်းတယ်လို့မပြောနိုင်ပေမဲ့ဇွဲကြောင့်အောင်မြင်တက်တယ်။ပြီးတော့စစ်ဘက်မှာအချိုးပေးတက်တယ်ဟုပြောလိုက်ရာ BOC ကဆ၍လက်ခုပ်တီးလိမ့်၏။မြဖေကထိုင်ရာမှထ၍ချက်ခိုးအားအလေးပြုဟန်လှုပ်ပြီးလျင်ဗိုလ်မှူးချက်ခိုးလေးစားပါတယ်ဟု ပြောလိုက်ရာချက်ခိုးကလည်းခတ်တီတီနှင့် ပြန်၍လေးပြုလိုက်ပြီးလျင်ထိုင်ထိုင်ရဲပါ တို့လဲမင်းလိုပဲအောက်ခြေကတက်လာတာပါကွာဟုဟန်ပါပါပြောလိုက်တော့ကြောင့်ဆရာဦးတန်းပကိုတိုင်းသဘောကျလွန်၍ဟဟပပရီလိုက်လေတော့တည်းမောင်ကျော်ခေါအချုပ်ခန်းထဲရောက်သွားပြီထိုနှစ်ကခဏတန်းစာမေးပွဲတွင်ဦးတန်းပဤတပည့်များအလုံးအောင်မြင်ကြလေ၏ချက်ခိုးသည်ချောင်းဆက်၍မတက်တော့ဘဲတက်သေးတို့ဝင်သွားလေ၏ ညဖေခေါ်ဖဲတိုင်းမှာမူ၎င်း၏အမိနှင့်အတူရန်ကုန်မြို့သို့ပြောင်းသွားလေ၏ BOC ခေါ်အောင်လင်းမှာမြဝကျုံပေါ်ဘက်တွင် ပြေးဆွဲနေသောနှစ်ထက်တင်မောကလေးတွင်စုကနီအဖြစ်ဝေရောက်လောက်ကန်ရလေ၏မထားမြိုင်သည်၎င်း၏အတော်ရှိရာမိထီလာသို့ ပြောင်းသွားရပြီဖြစ်၏ကြော်ခေါင်းနှင့်မနှင်းနယ်မှာမူထိုမျိုးကလေး၌ပင်ခြံခဲ့ကြ၏ ကျော်ခေါင်သည်မကြခဏဆိုသလိုဥတန်ပါနှင့်တွားရောက်တွေ့ဆုံ၏ဥတန်ပါအားထမင်းတော်ဖို့၏တခါတရံလက်ဖက်ရည်သွားတိုက်၏တနေ့တွင်မနှင်းွယ်ကကြောခေါင်အားကြောခေါင်ရဲ့ဆရာဦးတန်းပါစီနင်းသွားရင်ငါလည်းခေါ်ပါဟဲဟုပြောသဖြင့်ကြောခေါင်လည်းဦးတန်းပါထံသို့သွားတိုင်းမနှင်းွယ်ကို ခေါ်၍တွားတက်လေ၏ မနှင်းနယ်ဤမိဘများမှာထိုမျိုးဤဈေးထဲတွင် အထယ်ဆိုင်ကြီးများရှိတကဲ့သို့ထိုမျိုးဤစိတ်ကန်းတွင်လည်းပွဲယုံကြီးများရှိလိမ့်ဤချမ်းသာသော သူများဟု ဆိုနိုင်ဤကျော်ခေါင်ဤဖခင်မမူထိုမျိုးရှိဘီလီယုံတွင်စည်ရေးဖြစ်ဤမိခင်မမူအင်ဆိုင်ကလေးတည်ထားရဤထို့ကြောင့်မနှင်းနယ်နှင့်ကျော်ခေါင်တို့ဤဘဝသည် ပြည့်စုံမှုချင်းကွာခြားသည်ဟု ဆိုနိုင်ဤ ထို့အပြင်မနှင်းနွယ်တို့ဤမိဘနှစ်ပါးသည် မနှင်းနွယ်အားဘွေရသည့်အသည့်ပညာသင်ကြားပေးပြီးနောက်၎င်းတို့သဘောကျသောမြို့ပိုင်ကိုစိန်လိုင်းဆိုသူနှင့်ထိမ်းမြားပေးရန်လည်းရည်ရွယ်ထားလိမ့်ဤထို့ကြောင့်မြို့ပိုင်ကိုစိန်လိုင်းလည်းမနှင်းနွယ်နှင့်မောင်ကျော်ခေါင်ဤတို့တဘူးဘူးတွဲတွဲသွားနေခြင်းကို များစွာနှိမ့်မြှုပ်ခြင်းမရှိလှပီတနေ့တွင် ကြောခေါင်သည်ဥတန်းပါစီတို့သွားရန်အတွက်မနှင်းနယ်အားလာ၍ခေါ်လိမ့်ဤမနှင်းနယ်ဤအိမ်တွင်မြုပ်ပိုင်ကိုစိန်လှိုင်လဲရောက်နေသောအချိန်ဖြစ်ဤမနှင်းနယ်ဤဖခင်သည် မောင်ကြောခေါင်အားအိမ်ပေါ်သို့တက်ခဲ့ရန်ခေါ်လိမ့်ဤမောင်ကျော်ခေါင်လဲ၎င်း၏စပိန်လေးကိုတောက်ထောက်၍အိမ်ပေါ်သို့တက်သွားလေ၏ထိုအခါမနှင်းနယ်၏ဖခင်ကမောင်ကျော်ခေါင်ထိုင်အောင်ကအန်ကယ်စကားတစ်ခုပြောเสียရှိတယ် မင်းနဲ့အန်ကက်သမီးမနှင်းနယ်ဟာအတန်းချင်းလဲတူတယ်။ဦးတန်းပါရဲ့တပည့်တွေလည်းဖြစ်ကြတယ်ဆိုတော့တငယ်ချင်းတွေပေါ့ကွာ။အဲ့ဒီတော့မင်းကဦးတန်းပါစီသွားရင်မနှင်းနယ်ကိုလာခေါ်လိုက်။မနှင်းနယ်ကစပိန်ကလေးကိုထုတ်ပြီးမင်းတို့နှစ်ယောက်စပိန်ကလေးစီးပြီးသွားလိုက်ကြ။ဦးတန်းပါကိုလည်းထမင်းကျွေးတပည့်လေးတိုက်လောက်ကြပေါ့ကွာ။အလွန်ကောင်းပါတယ်။တခုခက်တာကမင်းကလည်းအရွယ်ရောက်နေပြီးအန်ကက်သမီးမနှင်းနယ်ကလည်းအပြိုဘော်ဝင်စားဖြစ်နေပြီ။မြို့ကလေးကလည်းချင်းချင်းနေ။ မင်းတို့နှစ်ယောက်ဒီလိုတဘူးတွဲတွဲသွားလာတာဘလောက်ပဲယူတာယူတာပဝင်းကျင်ကကိရိစရာဖြစ်နိုင်တယ်မောင်ကျော်ခေါင်ဟုပြောလိုက်လိမ့်ဤထိုခါ၌မောင်ကျော်ခေါင်သည်မနှင်းနယ်၏ဖခင်မျက်နာသို့နားမလဲသောအမှုအရာဖြင့်ငေး၍ကြည်နေလိမ့်ဤထိုတို့ကြည်နေစဉ်၌မြုပ်ပိုင်ကိုစိန်လှိုင်ကပြီးတော့လဲအခုထိတော့ဘာမှမဖြစ်သေးဘူးသားနောက်တစ်ချိန်မှာကြိုးချင်းထားကြိုးချင်းညှိ ။အိုဂျင်သာအိုဂျင်တီဆိုသလိုဖြစ်လာနိုင်တာပဲ။အဲ့ဒီလိုဖြစ်ခဲ့ရင်မောင်ကျော်ခေါမာက9တန်းလေးအောင်ယုံရှိသေးတာ။ရုံးမှာအလုပ်ဝင်လို့ရင်လဲပြတာလောက်ပဲရမှာ။မနှင်းလို့မင်းကလေးဟာပြတာမရတော့မဖြစ်သင့်ပါဘူး။အဲ့ဒီအတွက်မိဘလုပ်တဲ့လူက အခုကတည်းကတားမြစ်ရမှာပဲဟုဝင်၍ပြောလျင်မောင်ကျော်ခေါင်းသည်လွန်စွာမခံချင်ဖြစ်သွား၏။ဒီအန်ကယ်ကတော့မနှင်းရွယ်ရဲ့ဖခင်ဆိုတော့သူပြောတာကိုနားထောင်ရမှာပါပဲ ခမားကဘလို့ပတ်သက်လို့ဝင်းပြီးပြောတာလဲဟုဒေါနဲ့မောနဲ့မေးလိုက်ရာ မနှင်းနွယ်၏ဖခင်ကမောင်ကျော်ခောင်နဲ့မိတ်ဆက်ပေးရအောင်မယ်ဟောတာကမြို့ပိုင်မင်းကိုစိန်လှိုင်းနဲ့မကြသေးခင်ကဒီမြို့ကိုပြောင်းလာတာကိုမြို့ရဲ့မြို့ပိုင်ဆိုတော့လဲမိတ်ဆွေဖြစ်ရတာကောင်းတာပေါ့ကွယ်ဟုမိတ်ဆက်တလို့နှင့်မောင်ကျော်ခောင်ရှိန်သွားရန်အတွက်ကိုစိန်လှိုင်း၏ရာဒူးကုံသိန်းကိုထုတ်ဖော်၍မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ထို့အခါမောင်ကျော်ခောင်က ကျေးဇူးတင်ပါတယ်အန်ကယ်ဒါပေမဲ့ဒီလူနဲ့ကျွန်တော်မိတ်ဆွေမဖြစ်ချင်ဘူးရန်သူပဲဖြစ်ချင်တယ်မြို့ပိုင်ဆိုတာအုတ်ချုပ်ရည်ရန်နရရဲ့အသေးဆုံးဝက်ဥလေးပါဒါပေမဲ့သူ့ဟာသူအကြီးကြီးထင်ပြီးဘဝင်မြင့်နေတာပါအဲ့ဒီလိုဘဝင်သမားတယောက်နဲ့ကျွန်တော်မိတ်ဆွေမဖြစ်ချင်ဘူးဟုဒေါနဲ့မောနဲ့ပြောလိုက်ရာ မနှင်းနွယ်ဤဖခင်ကအိုးအိုးမောင်ကျော်ခောင်ရဲ့မင်းစကားတွေလုံကုန်မယ်ဟု ဝင်၍ဟန်တားလိုက်လေဤ တို့ရတွင် မောင်ကျော်ခေါင်ကသူကကျွန်တော်ကိုခုနှစ်တန်းပဲတက်တယ်ပြတာလောက်ပဲဖြစ်မယ်ပြောတော့အန်ကယ်ဝင်မဟန့်ဘူးကျွန်တော်ပြောတော့ဘာပြုတ်လို့ဝင်ဟန့်တာလဲဒီလောက်ရဟာအန်ကယ်မတရားဘူးမယိုးသားဘူးဟု ပြန်၍ပြောလိမ့်ဤမနှင်းနွယ်သည် မလန်းမကမ်းမှหนี၍နားထောင်ရင်းမောင်ကျော်ခေါင်ဤပြောပုံဆိုပုံမဟုတ်မခံရှိပုံကိုလွန်စွာသဘောကျနေ၏ထိုအခါ၌မြုပ်ပိုင်ကိုစိန်လှိုင်က အန်ကယ်မောပါတယ်ဒီတတဝါကိုရှင်းရှင်းမဲခွင့်ပြောလိုက်ပါမနှင်းနယ်နဲ့ကျွန်တော်နဲ့ရည်ရွယ်ထားတယ်လို့ဟုပြော၍မချုံမချင်မျက်နာနှင့်မနှင်းနယ်ကိုလှမ်း၍ကြည့်လိုက်လေ၏ထိုအခါ၌မောင်ကျော်ခေါင်ကအခုထိတော့မနှင်းနယ်နဲ့ကျွန်တော်နဲ့ဟာဘာမှမဖြစ်ပါဘူးဖြစ်เสียအကြောင်းလည်းမရှိပါဘူးဒါပေမဲ့ခမရနဲ့ရည်ရွယ်ထားတယ်ဆိုလို့မနှင်းနယ်ကိုကျွန်တော်ယူမယ်ခမရမရเสียရဘူးဒီမှာမြုပ်ပိုင်မင်းမျက်နာကိုတေချာကြည့်ထား နမဲလဲကြာဖူးအောင်မှတ်ထားကြော်ခေါင်းနဲ့ခမည်းဘဝမှာမငိမ့်ချမ်းစီရဘူးပြတ်တိပြတ်တာဖြစ်ပြီးဘဝဆုံးသွားစီရမယ်မှတ်ထားလိုက်ဟုဆိုကားထိုင်ရမစကနေထ၍အိမ်အောက်သို့ဆင်းသွားလေတော့ဤအိမ်အောက်သို့ရောက်လျင်စပိန်ကိုတွန်း၍ခုံတက်ကဥတံပရှိရာသို့ရောက်သွားလေတော့ဤဥတံပကလည်းကြော်ခေါင်းကို တွေ့လျင်တွေ့ချင်းဟဲ့ကြောင်ခေါ်ဒီနေ့ဟာမင်းအသက် 16နှစ်3လနဲ့9ရက်กว่าအားလုံးပေါင်းလိုက်ရင် ရှိရတယ်กว่าအဲ့ဒီလိုရှိရတဲ့နေ့တွေမှာ ကိုဘက်ကဘလောက်ပဲကောင်းအောင်နေနေရန်စတဲ့လူနဲ့တွေ့ပြီးအကြီးအကျယ်ကြိတ်မနိုင်ခဲမရဖြစ်ရတတ်တယ်ရန်ဖြစ်ရတတ်တယ်กว่าတတိထားရမယ်ဟုပြောလိုက်ရာမောင်ကျော်ခေါင်ကမှန်လိုက်တာဆရာရဲ့ဟုအစချီကမနှင်းနယ်တို့အိမ်တွင်ဖြစ်ပျက်ခဲ့သောအဖြစ်ပျက်ကိုဥတ္တမအာပြောပြလေ၏ဥတ္တမကလည်းစိတ်ဝင်စားစွာနားထောင်နေလေ၏ ျော်ခေါင်ဤစကားဆုံးလျင်ဦးတန်းပါကအဲ့ဒီမြို့ပိုင်ကတော့ကန်ဆိုးတာပေါ့ကွာအိပ်ပျော်နေတဲ့နဂါးကို သွားပြီးနှိုးတာကိုမွေးရက်25ကျတဲ့လူတွေဟာဘဝကိုဆွန့်လွတ်နိုင်တယ်ရင်းရဲတယ်ပြီးတော့လက်စားချေတက်တယ်အဲ့ဒီမြို့ပိုင်ရဲ့ဘဝကတော့ကျော်ခေါင်ဆိုတဲ့25ကနန်းသမားကြောင့်ပြတ္တတိပြတ္တာဖြစ်ပါပြီကွာဟုရည်ရွတ်လိုက်လေဤ ထို့သောရေရွတ်လိုက်စင်မနိုင်ပင်မနှင်းနယ်သည် စပင်းကလေးဖြင့်ရောက်လာလေ၏ဆော့ဆော့ကအိမ်တွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကိုနှစ်ဦးသာစမြုံပြန်၍ပြောကြလေ၏ဦးတန်းပါကနားထောင်လေ၏ထို့သောနားထောင်ပြီးနောက်မနှင်းနယ်ကအင်္ဂလိပ်စက်ခွန်ရက်မွေးတဲ့မိန်းကလေးဖြစ်တယ်စက်ခွန်ကနန်းဟာပေါင်းလိုက်ရင်ရှစ်ဖြစ်ပေမဲ့အကောင်းဆုံးရှစ်ဖြစ်တယ်မတရားတာကိုမကြိုက်ဘူးအဲ့ဒီတော့မောင်ကျော်ခေါင်ဘက်ကဗလိုက်လိုက်မယ် 25ကနန်းသမားကလည်းဘဲလာမှာပဲမွေးမွေးတဘာဝချင်းအတူတူပဲဟုပြောလိမ့်၏ထို့နောက်၎င်းတို့နှစ်ဦးသည်စပိန်ကိုစီဖြင့်ပြန်ခဲ့ကြလေတော့၏လမ်းချိုကလေးတစ်ခုသို့ရောက်သောအခါ၌ကြော်ခေါင်နှင့်မနှင်းနယ်သည်လမ်းခွဲကြမည်ဖြစ်ရာမောင်ကြော်ခေါင်ကကဲသွားမယ်မြို့ပိုင်ကတော်ကြီးရေဟုနောက်ပြောင်၍နှုတ်ဆက်လိုက်ရာနင်ငါကိုတော့ဒီလိုမကြည့်စားပါနဲ့ကြော်ခေါင်ရဲ့ငါအဲ့ဒီမြို့ပိုင်ကို အော်နှလုံးနာလုံးလို့ပါ စကားပြောတာလဲတက်ချွဲနှက်ချွဲနေဟုမနှင်းနယ်ကပြောလျာကြော်ခောင်ကရွေးစရာလမ်းကတော့တလမ်းပဲရှိတော့တယ်မနှင်းနယ်ကြီးမြုပ်ပိုင်ကတော့မလုတ်ချင်ရင်တော့ပြတ်တာမရဘဲလုတ်ပြီတော့ဟုနောက်တိနောက်တောက်ပြောလိုက်ရာမနှင်းနယ်ကငါစိတ်ထဲမှာရှိတဲ့အတိုင်းပြောရရင်ငါဟာပြတ်တာမရဖြစ်ချင်းဖြစ်မယ်မြုပ်ပိုင်မရတော့မဖြစ်ဘူးဘာကြောင့်လဲသိလားမဟုတ်မခံနဲ့နစ်စိတ်တက်ကိုငါလေးစားတယ် ဲ့ဒါကြောင့်ငါကပဲစပြောမယ်ကျော်ခေါင်နင့်ကိုငါချစ်တယ်သွားတော့ဟုပြောလိုက်ရင်ကျော်ခေါင်ဒီစပိန်ဘဲကို အဆက်မပြတ်တီး၍လန်တွင်းတို့ချိုးဝင်သွားလေတော့ဤမနှင်းနယ်ကလည်းသူဤစပိန်မှဘဲကို အဆက်မပြတ်တီး၍စပိန်ကိုနင်းထွက်သွားလေဤအထက်ပါအဖြစ်ပြက်များဖြစ်ပွားပြီးတလခံကြသောအခါထိုမြို့တွင်ရှိသောအစိုးရပိုင် ဆပ်ပလိုင်းကိုတောင်ကြီးကိုဖောက်ထွင်းသော အမှုကြီးတမှုပေါ်ပေါက်လေတော့ဤထိုအမှုနှင့်ပတ်သက်၍တန်တရားဖြစ်ဖွယ်ရှိသော လူများကိုရဲမှဖမ်းဆီးခဲ့လေ၏ထို့သောဖမ်းဆီးရာတွင်ဖောက်ထွင်းမှုဖြစ်ပွားမည်ညနေပိုင်းကမောင်ကျော်ခေါင်သည် စပိန်ကိုရက်၍ထိုကိုတောင်နှင့်များစွာမဝေးလှသောနေရာတွင်ညင်သွေးခဲ့ရပါသည်ဟုမြို့ပိုင်ယုံမှစည်ရေးကြီး၏ထွက်ဆိုချက်အရမောင်ကျော်ခေါင်ကိုပါရဲမှလာ၍ဖမ်းဆီးသွားလေတော့၏ အမှန်စင်စစ်မောင်ကျော်ခေါင်သည်ထိုနေ့ညနေကဂေါတောင်ကြီးဘေးရှိ ကတိယာလန်းတွင် စပိန်စီးသွားရာ စပိန်ချင်းကြိုးကြ၍စပိန်ကိုရက်ကချင်းပြန်တင်ခဲ့ခြင်းဖြစ်၏ဂေါတောင်ဖောက်သောအမှု၌လည်းမပါတည်လဲမတိချပေတို့ရာတွင်စရေးကြီးနှင့် မြို့ပိုင်းကိုစိန်လှိုင်တို့၏တင်ပြချက်ကြောင့်မောင်ကျော်ခေါင်ကိုပါရဲမှဖမ်းဆီးရခြင်းဖြစ်၏နေเจ้าမှအเจ้าအုပ်ဆရာကြီးသည်ဓာတ်ကိုလာကမောင်ကျော်ခေါင်အားအပိစကားပြောလိမ့်၏ မနှင်းနွယ်လဲကတ်တို့လာရောက်၍အပေးစကားပြောလိမ့်ဤမနှင်းနွယ်သည်ငိုထားပုံရ၏ညလုံးနှစ်ခုစလုံးဖောင်းပွားနေ၏ညနေပိုင်းသို့ရောက်လျင်ဆရာဦးတန်းပါသည်နှုတ်စီခွက်ဖြင့်လဖြစ်ရေဝဲကဤကြကွေးတချောင်းကိုနှုတ်စီခွက်ပေါ်တွင်ကန့်လန့်တင်၍ကတ်တို့လာကမောင်ကျော်ခေါင်အားပြီးလိ၏ဆရာလိုက်လာတာကျွန်တော်ဝမ်းအနေဆုံးပဲဆရာမလာပါနဲ့ဆရာရဲ့ဟုမောင်ကျော်ခေါင်က စိုးနှင့်သောအတန်ကြီးဖြင့်ပြောလိုက်ရာဆရာဦးတန်းပါကဝမ်းမနေပါနဲ့တပည့်ရာဆရာကမင်းနဲ့တွေ့ချင်လို့လိုက်လာတာပါမင်းအင်ကိုလည်းငါရောက်ပြီးပြီအားပေးစကားပြောခဲ့ပြီးပြီကျောင်းအုပ်ဆရာကြီးနဲ့မနှင်းနယ်တို့လည်းတိုင်ပင်ပြီးရှေ့နေငားဖို့စီစဉ်နေကြပြီမနှင်းနယ်ကသူ့ရဲ့စိတ်နှကက်နှစ်ဖက်ကိုကျောင်းအုပ်ဆရာကြီးကိုချွတ်ပေးပြီးအဲ့ဒီနှကက်ကိုရောင်းပြီးရှေ့နေငားပါတဲ့ဘသူလက်ချက်လဲဆိုတာတော့မင်းသဘောပေါက်တယ်မဟုတ်လားဟုပြောလီတော့ဤ ောက်ပါတယ်ဆရာရဲ့ဘသူရှိမလဲဟုမောင်ကျော်ခေါင်က ပြန်၍ပြောလိမ့်ဤထို့နောက်မောင်ကျော်ခေါင်ကအဲ့ဒီမြုပ်ပိုင်းအသက်ကြီးလို့တည်သွားတာကျွန်တော်မလို့ချင်ဘူးဖျားနာပြီးတည်သွားတာကျွန်တော်မကြားချင်ဘူးတင်းမောနစ်တဲ့အထဲပါသွားပြီးတည်သွားတာကျွန်တော်အလိုမရှိဘူးဆရာကျွန်တော်ရဲ့လက်ချက်နဲ့တည်သွားမှာကိုကျေနပ်နိုင်မယ်ဟုလေးလေးနက်နက်ပြောလိုက်လျင်ဆရာဦးတန်းပါသည်နှုတ်ဆက်က ပြုံးရွှင်သော မျက်နှာဖြင့်ပြန်သွားလေတော့တည် ဟုတ်ကဲ့ပါရှင်။ဘဝဝင်ကပါအပိုင်းနှစ်ကိုအဆုံးထိ နာဆင်ပေးခဲ့ကြသူများအလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းလေးများကိုလည်းဆက်လက်ဆောင်မြောနာဆင်ပေးပါအောင်ရှင်။